မင်္ဂလာပါခင်ဗျာရှမ်းအကွန်မီဒီယာကကြိုဆိုပါရစေ2025ခုနှစ်ပြည်နယ်နဲ့တိုင်းဒေသကြီးဘောလုံးဘောလီဘောပူဆယ်ပြိုင်ပွဲတွေကိုရှမ်းပြည်နယ်ကအင်ရှင်အနေဖြင့်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်ဘောလီဘောပြိုင်ပွဲနဲ့ပူဆယ်ပြိုင်ပွဲတွေကိုအစအဆုံးလက်ခံကျင်းပသွားမှာဖြစ်ပြီးတော့မြို့သားယူဆက်ချက်နဲ့အမျိုးသမီးယူ25ပြိုင်ပွဲတွေကိုတော့ အုပ်စုဘွဲ့စဉ်အနေနဲ့ဒါကျင်းပတော့မှာဖြစ်ပါတယ်။ယခုလိုအင်ဂျင်ဖြစ်လက်ခံကျင်းပရမှာဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်ထားမှုတွေကိုတာဝန်ရှိသူတွေကိုယခုလိုပဲမေးမြန်းထားပါတယ်ခင်ဗျာ။ကျွန်တော်နာမည်ကတော့ဥကျော်သူဆွေဒုတိယညင်ကြိုင်မှုရှမ်းပြည်နယ်အာဇာနည်ကာမညာဦးစီးဌာနဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီ2025ခုနှစ်ပြည်နယ်တိုင်းပြည်ကကျွန်တော်တို့အသက်25နှစ်ရောက်မျိုးသားမီမျိုးသမီးဘောလုံးဗော်လီဘောပြိုင်ပွဲကိုကျွန်တော်တို့ရှမ်းပြည်နယ်အနေနဲ့ကျွန်တော်တို့အင်ဂျင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ပြိုင်ပွဲကာလကတော့ကျွန်တော်တို့3ရက်6လ2025ကနေပြီးတော့12ရက်6လ2025နေ့ထိ ျွန်တော်တို့ကျင့်မှပြုလုပ်တော့မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျိုတင်ပြင်ဆင်ဆောင်ရွက်မှုအနေနဲ့ကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရပဲပဲကြီးကျယ်လမ်းညွှန်မှုနဲ့ကျွန်တော်တို့ကဏ္ဍလိုက်ကျွန်တော်တို့ဦးစီးကော်မတီကျွန်တော်တို့ကော်မတီနဲ့ဆက်ကော်မတီများကိုကျွန်တော်တို့အစင်းစင်ဖွဲ့စည်းပြီးတော့ကျွန်တော်တို့အောင်မြင်စွာကျင့်မနိုင်ဖို့ကျွန်တော်တို့ဆောင်ရဆောင်ရနေရှိပါခင်ဗျာပြန်ပွဲကျင်းပရည်နဲ့ပတ်သက်ပြီးရောကျွန်တော်တို့ကျိုးတင်ပြင်ဆင်ဆောင်ရွက်မှုနေတဲ့ဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ဆိုရင်ကျွန်တော်တို့ဒီ ပြည်နယ်အားစားကွင်းတွေမှာကျွန်တော်တို့အမျိုးသားတင်းကိုကျွန်တော်တို့၅တက်ဆောင်မှာနေရာချလာပြီးရောမျိုးသမီးပြည်ကိုကျွန်တော်တို့၄တက်ဆောင်မှာကျွန်တော်တို့နေထိုင်ရတဲ့ဆောင်ရထားပါခင်ဗျာယခုမြင်တွေ့နေရတဲ့အခန်းတော့ကျွန်တော်တို့အမျိုးသားတင်းတွေအတွက်ကျွန်တော်တို့ထားဖို့အဆောင်ပါခင်ဗျာဒီဆောင်တွေကတော့ကျွန်တော်တို့ဒါဒီနေ့တိုင်းပြန်ွယ်အမျိုးသမီးဗော်လီဘောတင်းတွေကျွန်တော်တို့ပြင်ဆင်ဆောင်ထားတဲ့အခန်းပါခင်ဗျာကျွန်တော်တို့လက်ကျင့်အနေနဲ့ကတော့ပြန်ွယ်အသင်းများအစီအပြေချုံးမဲ့ဆိုတာကျွန်တော်တို့လက်ကျင့်အနေနဲ့ကတော့ကျွန်တော်တို့ဒီပြည်နယ်ပြည်နယ်အားစားကွင်း လက်ကျင့်အားစားယုံတက်မှာပဲကျွန်တော်တို့အမျိုးသားတင်းအတွက်တကွင်းအမျိုးသမီးတင်းအတွက်တကွင်းကျွန်တော်တို့လက်ကျင့်အတွက်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆောင်ရထားရှိပါခင်ဗျာကျွန်တော်နာမည်ကတော့ဦးတီအောင်ဖြစ်ပါတယ်ကျွန်တော်ကမြန်မာလေဆင်ဘောလီဘောသမားဟောင်းတယောက်လည်းဖြစ်ပါတယ်ကျွန်တော်သူလက်ရှိကတော့ကျွန်တော်ကရှမ်းပြည်နယ်အမျိုးသားအမျိုးအစဉ်ရဲ့နီးပြချုပ်ဖြစ်ပါတယ်ကျွန်တော်ကအခုဒီရှမ်းပြည်နယ်နီးပြတာဝန်ထမ်းဆောင်တာတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့1994ခုနှစ် ရှေ့တော့အာရှအာသာပြိုင်ပွဲပြီးကြတဲ့ကကျွန်တော်ကရှမ်းပြည်ပြန်ရောက်ပြီးတော့အဲ့ဒီနီးပြတောင်ကိုယနေ့အထိနှစ်ပေါင်း30တာဝန်ထမ်းဆောင်လာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ပြီးကြတဲ့ဒီအမျိုးသားပွဲမှာရောကျွန်တော်တို့ပြီးကြတဲ့ဒီ25နှစ်အောက်ပြည်내အတိုင်းဒေသကြီးဘော်လီဝေါပြိုင်ပွဲမှာကျွန်တော်တို့က3နှစ်ဆက်တက်ရရှိထားတဲ့ရှမ်းပြည်နယ်အသင်းဖြစ်ပါတယ်။အဲ့လိုပဲကျွန်တော်တို့ရရှိထားတဲ့ချန်ပီယံဆိုတဲ့ပွဲကြီးကိုလည်းကျွန်တော်တို့ဆက်လက်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းသွားမယ်ဆိုတဲ့အကြောင်းနဲ့ ကျွန်တော်ရှမ်းပြည်နယ်ဂုံဆောင်ပြီးရှမ်းပြည်နယ်အတွက်ဆက်လက်ပြီးအောင်ပွဲတွေအလီလီရအောင်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ကျွန်တော်ကရှမ်းပြည်နယ်ဗိုလ်ဘောကစားသမားအောင်မြင်ပြဖြစ်ပါတယ်ကျွန်တော်ပြင်ပွဲဝင်ဖို့အတင်းလိုက်ဒီဇိုင်းတော့ပြင်ဆင်လာပါတယ်ကျွန်တော်ပြင်တဲ့နေ့မှာရှမ်းပြည်ဖြစ်တဲ့အတွက်ကျွန်တော်ရှမ်းပြည်ဟိုဆက်လက်ထိန်းသိမ်းတော့မလို့မြင်ပါတယ်